အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့အမျိုးသမီးတစ်ယောက်ရဲ့အိမ်တော်ကြီးဟာရုပ်ရည်လှပခြင်းနဲ့မဆိုင်ကြောင်းဘဝနဲ့ရင်ပြီးပြောပြလာတဲ့ NDA ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတစ်ယောက်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံးတက်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြည့်ရှုလိုက်ပါတယ်ဗျာကျွန်မအေး ကိုကြီးနဲ့နေခဲ့တဲ့၅နှစ်တာကာလမှာကျမအမျိုးသမီးအချို့အကြောင်းကိုလည်းလေ့လာသင်ယူခဲ့ရတယ်။အမျိုးသားတွေရဲ့အကြောင်းကိုလည်းလေ့လာသင်ယူခဲ့ရပါတယ်။အမျိုးသမီးတွေမှာအိမ်တော်ရေးကံဆိုတာရှိတယ်တဲ့။အဲ့ဒါလည်းယာနုံးပြည့်မဟုတ်ရင်တော့မှအိမ်တော်ရေးကံဆိုတော့အဲ60ရာခိုင်နှုန်းတော့မှန်ပါတယ်။ကျန်တဲ့40ရာခိုင်နှုန်းမှာတော့ကိုယ့်ရဲ့ပေါ်ဆမှုပေါ့နော်ကိုယ့်ရဲ့လူတွေကိုအယုံလွယ်မှု အရာရာကိုယ်စိတ်နဲ့ခိုင်းနိုင်မှုတွေကြောင့်မထင်မှတ်ပဲမမျှော်လင့်ပဲမှားခဲ့တဲ့အမှားတွေက40ခန်းလောက်ရှိပါတယ်။အဲ့တော့အမျိုးသမီးလေးတွေအနေနဲ့အသက်ငယ်တဲ့အချိန်မှာဘယ်တော့မှအိမ်အောင်မပြုတ်ဖို့တိုက်တွန်းလိုပါတယ်။ကျမဖတ်ခဲ့ရတဲ့စာလေးနှစ်ကြောင်းလာရှိတယ်။ဘာလဲဆိုတော့အမျိုးသမီးတွေတဲ့အသက်ရှည်ကျန်းမာနှုတ်ပြော ဇေချင်းတဲ့နုပြိုချင်းတဲ့အမျိုးသားတွေနဲ့ဝေးရောက်နေပါ ကင်းရောက်နေပါတဲ့အမှန်တော့အတကယ်မှန်တဲ့စကားတိလားအမျိုးသားတိုင်းယောက်ျားတိုင်းဆိုးနေတယ်ဟိုပဲ့တယ်စိတ်တမကောင်းဘူးညံ့ဖြစ်နေမပြောပါဘူးเนาะကျွန်မအဲ့လိုမပြောပါဘူးဒါပေမဲ့ကျွန်မတို့မြန်မာပြည်မှာရှိတဲ့မြန်မာလူမျိုးအမျိုးသားအများစုရဲ့စိတ်ဓာတ်ကတော့ တိတ်ပြီးတော့လေဟိုပေါ့အရင်ကောင်းနေရတော့ကျွန်မမြင်ဘူးရှင်တိလားဟိုယောက်ျားတွေရာကြတော့ဗာလဲဆိုတော့သူတို့ရမိမရှုပ်ရင်ရှုပ်မရှုပ်ရင်အရက်တော့အရက်တော့ရင်တော့မတော့ရင်အရက်လည်းမတော့ဘူးမိမလည်းမရှုပ်ဘူးဆိုလို့ရှိရင်အဲကျွန်မတငငချင်းရဲ့ယောက်ျားကြီးဆိုလို့ရှိလို့ရှိရင်နေရာတကာပြတိလား ဟိုပစိပစက်နဲ့တိလာအိမ်ရလေအာဒီဟာလုတ်ချင်တယ်ဟိုဟာလုတ်ချင်တယ်ငါဖះရှိကိုနိုးလိုက်ရှိခွာမယ်နေတို့တွေကဒီလိုမျိုးတွေမသိဘူးပြီးတော့အခန်းညစ်ပတ်တယ်နေ့ထမင်းကိုထိရတာငါဖုံးနေမှာစိုးလို့ဟာအဲ့လိုကြိုက်လဲရှိရဲ့တိလာပြီးရင်လဲလေဟိုမိမသာယူလာတာအိမ်တော်သာပြုတ်လာတာအမေကသူ့အမေမှာသူ့အမေလောကကြီးမှာသူ့အမေသာအသက်ရှိထင်ရှားမြတ်ဖះအဲ့လိုယောက်ျားကြီးလဲရှိရဲ့တိလာပုံစံမျိုးစုံနဲ့ကြိုးခုန်နေကြတာပါ ဲ့တော့အမျိုးသမီးတိုင်းလဲကောင်းလားဆိုတော့လေအမျိုးသမီးတိုင်းကောင်းတယ်လို့မပြောပါဘူးဒါပေမဲ့သားသမီးရပြီတဲ့တကယ်အမျိုးကောင်းသားသမီးကြီးကြတော့လေတော်တော်တိခန့်တယ်ကိုအိမ်တော်ဘက်မှတိလာတီးသူတို့ပေါက်အရန်ပေါက်ခွဲတယ်ဆိုတာလေသူတို့တီးခံရတဲ့ခံစားချက်အဆောက်အုံကြီးအရန်တုတယ်ကြီးွားလို့ပါကျမဆိုရင်လေတော်တော်လောက်ကိုကျမလျှော့ပေးနိုင်တယ်တိလာကျမတီးခံပေးနိုင်တယ်အော်ခွေလို့တဲဆွဲစကားကိုမပြောပါဘူးဒါကတိတ်မြင့်မြတ်လုံးလို့ဒီစကားကလေအဲ့တော့ အဲ့ကျမအိတ်လိုက်သားတက်မှနေတဲ့အခါမှာကျမရဲ့တိုင်မှုကတော့ရာဟိုပါဘောအဲ့လောက်အတိုင်းဝိုင်းအကောင်းကောင်းလေးမဟုတ်ဘူးကွယ်တာမှန်ပဲနေသူပေါ့နော်ရုပ်ကလည်းချောလားဆိုတော့လေဟိုအမျိုးသမီးတွေမှာရှိရတချို့ဆိုလို့ရှိရင်ဆဆနဲ့ချောတယ်ညိုစိတ်စိတ်နဲ့ချောတယ်ဖြူဖြူဥဥလေးနဲ့ချစ်စရာကောင်းတယ်အပြီးတော့တကယ်ဟိုဟာလေးဟိုဘယ်လိုပြောမလဲနန်းဆန်ပြီးလှတယ်ရင်တယ်ပေါ့ အမျိုးသင်းတီးမှာလည်းပုံစံမျိုးစုံရှိတယ်။အဲ့ဒီထဲမှာတခုမှမပါဘူး။ဒါကကျမဘလိနာမဟုတ်ဘူးနော်။သူ့ဒီအမျိုးသမီးရဲ့ကံကိုပြောပြချင်တာ။သူ့ရဲ့ကံကိုပြောပြချင်တာ။ဟိုပေါ့ကျမကျမကလေ April Torres ဆိုတော့လေနည်းနည်းစကားပြောလို့ရှိရင်တော့อืมဒဲဒီပြောတတ်တာများတယ်တိလာငငယ်တည်းရပါ။ဟိုအခုကြီးတော့ကျမမပြောတော့ပါဘူး။မပြောတော့ဘူးဆိုတော့လေ ကိုယ့်အတွက်အကျိုးမရှိသူများအတွက်အကျိုးမရှိစေမယ့်စကားမျိုးဆိုကျမလုံးဝမပြောတော့ဘူးအဲ့ဒီတော့အမျိုးအဲ့ဒီအမကြီးကဘာနဲ့တူလဲဆိုတော့လေထန်းချောက်ပင်ကိုမိုးကြိုးပစ်ထားတယ်လို့ပဲ6ကပ်ပင်လီပြီးတော့လေဟိုအကြည်ဓာတ်လည်းမရှိဘူးချစ်စရာလည်းမကောင်းဂယုနာတက်စရာလည်းမဟုတ်ဘူးဒါပေမဲ့ तू ကလင်ရအရန်ကန်ကောင်းနေတိလားကျမတို့အဘကမိမဒါဆိုတာမိမတော်ဆိုတော်တိတ်ဆိုတိတ်ဟိတ်ဆိုဟိတ်ပဲเนาะ ကျမအဲ့ဒီအိမ်ကိုအမြဲတမ်းဝင်ထွက်သွားလာနေတဲ့အခါကျတော့အဲ့ဒီရက်ကအမကဘာပြောလဲဆိုတော့ကျမလက်ကိုဆွဲပြီးတော့မျက်ရည်ကျတာပေါ့နော်ဘူးတီလုံးလောက်ကျဟဲ့အမဘာဖြစ်လို့လဲပေါ့ဆိုတော့နေပါပေါ့အဲ့ဒီလမ်း30ရာဆိုလားနော်ဆက်ပဲလမ်းဆိုလားမသိဘူးအဲ့ရသပင်ဆိုင်ရတဲ့အမျိုးသမီးတယောက်ကဖုန်းဆက်တာတဲ့ငါနဲ့ပတ်ပင်တိုးတဲ့ခါမှာနေအဖအားတဲ့ဖောက်ပြန်နေပြီလားမသိဘူးပေါ့ဆိုဟဲ့အမသပင်ဆိုင်သွားပြီးခေါင်းသွားလျှော်လို့စတာပေါ့ကွဲဒီဇလန်အဲ့ဟောအဲ့ဒီခက်က ခေါင်းလျှော်ဆိုင်တွေမှာလည်းအဲ့လိုဇာတ်လမ်းတွေရှိရထင်ပါတယ်အမျိုးသမီးတိုင်းတော့ကျမမပြောဘူးနော်အဲ့တော့ဟိုသပင်းဆိုင်မှာအဲ့ဒီခစ်ကနော်အခုခစ်ကကျမမပြောဘူးအဲ့ဒီခစ်ကသပင်းဆိုင်မှာခေါင်းလျှော်ပေးတဲ့နှိပ်ပေးတဲ့ဟိုဒရိုင်ယာမှုတ်ပေးတဲ့အမျိုးသမီးအချို့မှာဟိုဒါကျမတို့သူတို့သူတို့အပြင်ပြောပါဆိုဒါသူတို့အလုပ်လေသူတို့ business ကွာသူတို့ business မလို့သူတို့ကကိုယ်စီကိုလာတဲ့ customer ကမဖို့ပေးရင်မများပေးနိုင်တဲ့လူကိုဆိုရင်သူတို့ကပို့ပြီးတော့ ဘေးယူဆိုင်ပေးတာမျိုးဒါကဒါသူတို့အလုပ်အဲ့ဒီဆိုင်မှာလုပ်တဲ့အမျိုးသမီးအချို့ရဲ့ဒါသူတို့ရဲ့ professional ပဲဒါပေမဲ့အစ်မအဲ့လိုအဲ့ဒီကတော်ကြီးကကြတော့အဲ့ဒီအမျိုးသမီးကနေအဘမလားမလားတာကြာပြီနော်လို့ဖုန်းဆက်တာကိုသူကပပင်းတိုးပြီးတော့အဲ့ဒီမှာသူကတခါလေလေမျက်ရည်ဘူးသီးလုံးလောက်ကျပြီးတော့သူကတခါလေလှုပ်ချင်နေတာသူယောက်ျားအဲ့ဒီကျမကပြောပါတယ်အဲ့ဒီတော့ကျမအိမ်တော်ကြီးပြဿနာကြီးဖြစ်နေပြီနော်ကျမကျမ တခုံးမှမပြောခဲ့ဘူးအဲ့အမားကဘာဖြစ်လို့လဲခေါင်းလျှော်ဆိုင်သွားတာအဖလည်းသူတခါတလေအနှိတ်ခံနေတဲ့ခေါင်းလျှော်ရှင်နဲ့ဇိမ်လေးယူခြင်းတဲ့ချိန်ရှိမှလူဆိုတာရှိတာပဲလေသူအလုံးလုံးတဲ့ချိန်မှာအလုံးလုံးမယ်ကိုနေနေအပန်းဖြေတဲ့ချိန်မှာယောက်ျားရဲ့သဘောတော်ကဒီခေါင်းလျှော်ဆိုင်သွားတာခေါင်းလျှော်တာအဲခေါင်းအနှိတ်ခံတာလက်လေးအနှိတ်ခံတာလောက်ကတော့ရှိမှာပဲအဲ့လိုပဲဒီဆိုင်မှာဒီကိုဒီလိုချော်ပေးတဲ့အလုပ်ပေးတဲ့အမျိုးသမီးတွေကခင်မင်တာလည်းရှိမှာပဲဒါကတကယ်တော့ ဟိုအရန်ကြီးမားတဲ့အပြစ်လို့ကျမမမြင်ဘူးနော်အဲ့ဒါနဲ့အာမရဘူးလေငါတို့တိမကနဲ့ဘာညာပြောပြီးငိုတာပေါ့နော်ကျမကတော့အမရဲ့အဲ့လိုမဟုတ်ပါဘူးဟိုကအဘအလောက်ချင်နေဆိုတဲ့လူမဟုတ်ပါဘူးအမရဲ့အဲ့လိုမလုပ်ပါနဲ့ငါလိုက်သွားမယ်အဲ့တော့လုံချုံကြီးကရန်ကုန်တိုင်းဆိုတော့ဟိုအရဲဝင်ရတယ်ကျမတို့ဟိုလေတော်လည်ရေးပန်းချံပါอืม ငါလိုက်သွားမယ်ဆိုတော့သူ့ကိုကျမမနေဖြောင်းဖြားချုံမော့ပြီးတော့ကျမအငယ်ရနော်အငယ်ရအကြီးကိုချုံမော့ဖြောင်းဖြားပြီးတော့ကျမအိမ်ပြန်လာရောပြောချင်တာကဘာလဲဆိုတော့အဲ့ဒီအမားတို့အိမ်မှာခေါ်ထားတဲ့သူ့ကလေးလေးတွေထိမ့်မှုခေါ်ထားတဲ့ကလေးလေးကလေးမလေးတယောက်ရှိမိချိုးတဲ့ကတော်ကြီးကတနေ့တနေ့ကိုဘာကိစ္စရှိရှိ ကျမကိုပြောချင်တယ်ဥမာမနေ့ပြင်ဘာလို့ခုရှိတယ်ပေါ့နေ့ပြင်စီဝေးရှိရဲဓမ္မစကြာရုပ်ဖို့ရှိရဲတိုင်ရင်လိုင်းစေးရှိတယ်ပြီးမူโจကလေးတွေအာဟာရကျွေးဖို့ရှိတယ်ဆိုရင် तू ကဟိုဟာကျမအဲ့တော့ကျမမျိုးသားတိုင်ရင်ဘူကြီးဆိုတော့တိုင်ရင်ဘူကြီးကဒီအလုပ်တွေကိုနည်းနည်းတာဝန်ယူပေးရတယ်ရှိတယ်လေအဲ့တော့မိချိုလေးနဲ့အမြဲတမ်းပြောခိုင်းတော့အဲ့ဒီအမအင်ကမိချိုလေးကိုကျမတော်တော်ရင်းနှီးနေတာကျမအမြင်မှာတော့လေအရန်တနာစရာကောင်းတဲ့ကလေးလေးဘယ်လောက်ရှိမှလဲအများဆုံး၈နှစ်၉နှစ်၁၀နှစ်ပေါ့ ဟိုလေငငယ်လေးကမပြည့်စုံတဲ့မိဘကမွေးပြီးတော့အဖေမစုံအမေမစုံနဲ့စစ်စင်ရဲနွန်းနွန်းပပနေခဲ့ရတယ်ပညာမသင်ရတဲ့အခါမှာကလေးမလေးကလေဟိုသူ့ရဲ့ရှိတဲ့အသက်နဲ့သူ့ရဲ့ဖွံ့ဖြိုးမှုခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာဟိုစန့်ကျင်ဘက်ပေါ့နော်တေးသေးညံ့ညက်ပိန်ပိန်လေးဒါပေမဲ့အဲ့မိချိုကျမစီတခါလာပြီးတော့အန်ဒီရေဟိုတမီးတို့အရင်အန်ဒီကဘာပြောခိုင်းတယ်လို့ပြောတိုင်းသူ့မှာဒဏ်ရာတစ်ခုတစ်ခါလာတစ်ခါပါတယ်ဟာနေ အဲ့ဒီနေ့ကလာတဲ့အချိန်မှာသူလိုငယ်တဲ့နေရာလေငယ်တဲ့နေရာမှာသူ့ရေတော့အေးကလေးဘာဖြစ်တာဘုံမို့ဆိုတော့ကြောင်စာခိုးစားမိလို့ကတော်ကြီးသူ့ငယ်တဲ့တဲ့ကိုရိုက်ထားတာတဲ့သူ့ရေရထွက်လို့ဘသူ့ဟိုမှထိခိုက်စေလို့တဲ့စိတ်မျိုးလည်းမရှိပါဘူးကျမကြုံတွေ့ခဲ့ရတဲ့လူတွေရဲ့အကြောင်းစိတ်နေသဘောထားအပြုအမူတွေ လူကောင်းတွေရှိတယ်လို့လူဆိုးတွေလည်းရှိတယ်ဆိုတော့လည်းပြောပြချင်တာယောက်ျားတွေမှာစိုးကြတာမဟုတ်ပါဘူးစိတ်တက်တွေပဲ့ကြတာမဟုတ်ပါဘူးစိတ်တက်တွေအောက်တန်းကြတာမဟုတ်ပါဘူးကောက်ကြတာမဟုတ်ပါဘူးအမျိုးသမီးတွေမှာလည်းစိတ်ထက်မကောင်းတဲ့အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်ဒီလားအဲ့ဒါကနေငယ်လေးလေးမှာသူ့ရဲ့ရာစိုးလို့ကျမအဲ့မှာလေးအဲ့မိချူလေးကိုကျမဆေးထည့်ပေးပြီးတော့တမိဘာဖြစ်တာတော့လို့ဘာဖြစ်လို့အရိုက်ခံရတာတော့လို့မေးတော့ သူကကျမနဲ့လည်းတော်တော်ခင်နေပြီပေါ့နော်ကျမကကျမစီကိုအမကြီးပြောခိုင်းတဲ့မနေ့ပြအစီအစဉ်လေးကိုလာပြောတိုင်းကျမသူ့ကိုထမင်းမို့ပြီးမဟုတ်အမြဲတမ်းကြွေးတယ်ဘာဖြစ်လဲဆိုတော့ဟိုကျမစီမှာအစားအသောက်ကအမြဲတမ်းလူဘူတစ်ယောက်စာနှစ်ယောက်စာအမြဲတမ်းရှိတာ ਉਹ အဲ့တော့တကယ်တမ်းကျတော့အော်ကတော်ကြီးကဒီကမလေးကိုကျုံတတထားတာကိုသားသမီးရွယ်လေးဆိုရင်မြေကျုံလို့ထားတာ ထမင်းကိုလည်းမလောက်မငါကျွေးတယ်ကျွေးတော့ဒီ၈နှစ်၉နှစ်အရွယ်လေးဆိုတာထမင်းအစားအရန်စားတဲ့အရွယ်လေးအဲ့ဒီတော့ကလေးကသူထမင်းမဝတော့အကြောင်းကြီးအတွက်ထမင်းချက်ဟင်းညက်နေပစ်ထားတဲ့ပကံထဲကနေခိုးစားတယ်ဒါကသူတကယ်စားလို့ခိုးစားတာပေါ့နော်အဲ့ဒီခိုးစားတာဒီအပြစ်ကြီးပြာတိလားအရန်ကြောက်စရာကောင်းတယ်နော်လူတွေရဲ့စိတ်ဓာတ်တွေကတိလားအဲ့တော့တော်တခါလာလဲအဲ့ဒီငယ်လေးကတွေးရမတိတ်ဘူးနောက်တခါလာလဲတွေးရမတိတ်ဘူး အဲ့ငယ်ရိတ်တန်ရာကကြီးကြီးလာတာသူ့ရဲ့အနာပျောက်သွားလဲဆိုတော့ကျွန်မတခါမမြင်ဘူးတိလာအဲ့တော့ကဲသမီးအဲ့ဒါဆိုလို့ရှိရင်သမီးစားဆိုသမီးစားနေတော့တုတ်စားတာပေါ့နော်အရန်ကြာနေနေဘာလို့ဒီလောက်ကြာလဲဆိုသူရိုက်ခံအောင်မှာအဲ့ဒါနဲ့ကျွန်မနေတိုင်းသူကျွန်မစီကိုလာတိုင်းတရက်ချားလာတိုင်းကျွန်မသမီးကျွေးရကောင်မလေးကိုမုတ်ပေးတယ်လမ်းမှာမမြန်စားသွားအိမ်ထိမတည်ပါနဲ့ကျော်နေတွေ့လို့ရှိလို့ရှိရင်နော်ကျော်နေစပယ်ရပေါ့တချို့တွေကရှိတယ်လေသူတို့ထက်ကြော်ပြီးတော့စီယိုရေးစင်းနေဆိုတာမျိုး လူတွေရဲ့စိတ်ကရီရောရီစရာကြီးတီးလာကိုကဟိုလူလူချင်းစာနာလို့တာသမီရွယ်လေးမို့လို့ကိုတာသမီလို့သဘောထားလို့ကိုကကြွေးကြည့်ရင်တောင်မှအဲ့ဒီနောက်ဆက်တွဲဆွဆွဲမှုကပါလဲဆိုတော့စီယုံရင်စင်းတာတဲ့အော်အေးဟုတ်တယ်ကျမကြုံဘူးလို့ပြောပြတာအဲ့ဒါနဲ့တော်တော်စိတ်မကောင်းဖြစ်ရတယ်အဲ့ဒီညာဆိုသူ့ရတော်တော်ထွက်နေရတယ်လာကောင်းမလေးရလေအဲ့နဲ့ညီးဟဲလို့ပြန်มาလားလို့အိမ်ပြန်มาလားပေါ့နော်ကျမခေါ်လာလို့ရတယ်ဒါပေမဲ့ ်ကရောကြီးစီရလူကလေးမကိုကျမခွင်ကျမနဲ့ပြဿနာထိတ်တိုက်တွေ့တော့မှာလေပြဿနာတွေကတိတိလေးမဟုတ်အကြီးဖြစ်သွားမှာသူ့အင်အားလူကိုကျမစီခေါ်လို့မရဘူးတက်မှာတက်မှာသူ့အစ်စ်နဲ့သူစီကန်းနေအများကြီးရှိတာဟိုဟိုဟိုပါဗောနောက်ကျမတို့နောက်ပိုင်းဆိုဘာကြားလဲဆိုတော့ဟိုအရာရှိငယ်ကရောလေးတွေဆိုလို့ရှိရင်တက်သွားလို့ရှိလို့ရှိရင်တိုင်မှုကရောတဲ့ပို့ပို့တတာဝတ်တာလေတိုင်မှုကရောမကြိုက်ဘူးတဲ့ကိုကတော့ကိုဒူးတိုင်မှုကရောဖြစ်ခဲ့တာတော့မှကိုကဒီလိုမျိုးစိတ်မျိုးမရှိဘူးရှင်ဝတ်ကြ လှနေကိုကသဘောရမ်းချနေသူတို့အိမ်တော်ရဲ့အစဉ်ပြေတာရနေကိုကအယံဝန်းတာတယ်မုထီတာပွားပေးလို့ရတယ်ကွာကျွန်မအဲ့တော့မမြစားအလောက်ခမ်းမယ်အာစားရမယ်ကျမလည်းကျွေးရမယ်တိလားကျမရဲ့နန်းဦးရဲ့ဒေါ်သားရဲ့ဆိုမိချိုလာပြီဆိုတော့ ਨੇ ဒေါ်သားကြီးလှုပ်လှုပ်ထက်ထမင်းလေးထမင်းလေးပေါ့ကျွေးလိုက်မောင်ကလေးကိုကျက်ဦးကျော်ရှင့်ကျက်ဦးကျော် ਨੇ ချက်သားရင်ရှင့်ချက်သားအလူဟင်းလေး ਨੇ အဲ့တော့အမိပြန်မလာဆိုတော့သူ့အမေကလည်းဘလောက်ဆိုးလဲဆိုတော့ သူကလည်း ARB တိုင်းဘက်ကပဲကျမတို့ကတော်ကြီးကလည်းပတ်တယပတ်တင်ဇာတိပတ်တင်ပတ်တင်သူအစ်စ်နော်အဲ့ဒါနဲ့အဲ့ဒီကလေးလေးဟိုကလေးလေးရဲ့အမေကမိချိုလေးရဲ့အမေကကတော်ကြီးစရာနေနှစ်နှစ်စာဆိုလားနေပတ်စံကြိုးထုတ်ထားတယ်အဲ့တော့ပတ်စံနည်းနည်းလေးတိလားတလားမှဘလောက်လဲမသိဘူး အခုလိုတိမ့်ချီမဟုတ်ဘူးကွာနည်းနည်းပဲတဲ့ဘယ်တော့ကြိုးထုတ်တာလဲကျမလည်းမသိဘူးနော်သမီးရတဲ့ပြန်လို့မရသေးဘူးတဲ့သမီးအမေရတဲ့သမီးကိုနှစ်နှစ်စာယူလာပြီးသမီးကိုဒီကိုပို့လာတော့သမီးကနှစ်နှစ်ပြည့်မှပြန်လို့ရမှာဆိုတော့ကိုကဘာမှအဲ့ကိစ္စအတွက်ကျုပ်ကဟိုကျမမတက်နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့သူကျမစီလာတိုင်းကျမမုတ်ကြွေးတယ်ထမင်းကြွေးတယ်အဲမခိုးစားနဲ့နော်သမီးရနေပိုက်စာလို့ရှိလို့ရှိရင်ခဏအောက်ထားနော်နေ့အန်တီကနေပြီးတော့အတိအိမ်ကိုခိုင်းပြီဆိုမှသမီးအန်တီအိမ်ရောက်မှစားအန်တီမရှိလေ အနောက်ကနေအတော်တန်းတို့နမ်းမှုတို့ပြောပြီးစားကျမအဲ့လောက်ထိအဲ့ကောင်မလေးကိုတနာခဲ့တာတိလားပိန်ပိန်ညောင်ပိန်လီစုပ်ပြတ်တန်းနာမကလေးလေးကအဲ့ဒါနဲ့အဲ့ဒါလေးတွေကကျမဒါကျမတွေ့ခဲ့တဲ့ပုံစံလေးတွေပါဖြစ်ပုံကဘာလဲဆိုတော့ပြောချင်တာတကယ်တော့လေကျမတို့ဟိုတိုင်မူကသူ့မိမကိုအရန်ကြောက်ရတယ်တော့တိလားကျမယောက်ျားလေးများတခြားစီတိလားသူ့မိမက အဲ့လိုမျိုးအရန်စိတ်ဆိုးဒေါသထွက်ပြီဆိုလို့ရှိရင်လေစပင်ဆိုင်လည်းမသွားရဲတော့ဘဲမအောင်သွားရဲတော့လေတောင်မချွန်ရဲဘူးနော်ဒီအမျိုးသမီးရဲ့ကံကိုကျမပဲပြတာနော်ဒီလောက်ကောင်းနေတဲ့အိမ်အောင်ပဲရရဲ့သားနဲ့ဒီကံကိုဒီအမကျူးလွန်တာကျူးလွန်တဲ့အကြောင်းလေးပြောပြမယ်ကျမအိမ်မှာကျမဖေကနေပြီးကော့တောင်းနေပြီးကလေးမျိုးကိုပြောင်းနေတဲ့အချိန်မှာကျမတို့နွေရာသီပေါ့နွေရာသီပေါ့အကြောင်းပည့်ရက်လေးမှာကျမကလေးလေးနဲ့အဲ့ဒီအချိန်မှာကပြောချင်တာဟိုကျမအမျိုးသားကလည်း ကျွန်မရသလောက်ဖုန်းနဲ့ဖိတယ်ဟိုဘယ်သူမှမသိအောင်အဆင်ပြေအောင်နေတယ်သူများတွေရဲ့တဒတ်လုံးရဲ့အမြင်မှာကျွန်မတို့နှစ်ယောက်တီဟို အဆင်ပြေတယ်ပေါ့နော်အိမ်တော်ကြီးအဆင်ပြေတယ်ရွယ်လေးတွေကလည်းဟိုဟာဖြစ်တော့ကျမလည်းငယ်တဲ့ခါကျတော့ကျမတို့တွေကဒီတက်မှာတက်ကိစ္စဆိုလဲတက်ညီလည်းညီကျမကဝိုင်းလုပ်တယ်ဆိုတော့ပြီးကျမရဲ့အကျင့်ကပါဆိုကျမညနေဆိုရင်အဲလမ်းငန်းဘက်ကိုကျမအမြဲတမ်းလမ်းလျှောက်တယ်ဆရာကြီးကတော်ရီနဲ့အဲ့ဒီအကုန်လုံးပေါ့နော်ရဲမေဆိုလဲရဲမေကတော်လိုက်တက်ချက်ကတော်တက်ချက်ကတော်လိုက်ကျမအကုန်လုံးချစ်ချစ်ခင်နေတဲ့တစ်ခါကျကျမတို့ထမင်းဝိုင်းမှာကျမဝင်စားရင်လဲဝင်စားတယ်ကျမငငယ်ကလေးကကျမတက်မှာနေခဲ့တဲ့အတွက်ကြောင့်လေဟိုကျမအဖေကလေ ျမတို့အဖေတို့မိတို့ကအဲ့လိုငငယ်ကျမတို့ငငယ်တွေကဝက်သားတွေပဲတိတ်မစားကြဘူးပေါ့နော်အဲ့တော့ကျမဝက်သားရင်အရန်ကြိုက်တယ်အဲ့ခါကြရင်ဝက်သားရင်စားခြင်းတဲ့ခါကြရင်ကျမကအခုကျမရဲ့တစ်တော့မှာလဲအဲ့ဒီဆရာကြီးညီမရဲ့သမီးလေးရှိရဲ့ သမီးရှိတယ်။ကျမကအိမ်ကနေဆင်းသွားတာဆင်းသွားပြီးဆရာကြီးညီမကြီးတို့ကသွားပြီးဘဘမိမိကဝတ်သားရင်စားကျင်နေဆိုရင်ဆရာကြီးညီမကြီးကအဲ့ကျမကဝတ်သားကျမတယောက်စားတဝတပြဲချက်ကျွေးပြီးတော့အဲ့ဆရာကြီးညီမကြီးအိမ်မှာကျမအဲ့ဒါ6နှစ်9နှစ်အရွယ်တည်းကကျမအိမ်ကစင်စင်မီးကိုလိုင်းကန်းထဲမှာရှိတဲ့မြဆရာကြီးအိမ်ကြီးအဘအိုဟာပေါ့နော်စီကျူးကြီးအိမ်ကြီးကစားကျမထမင်းပတ်ဆိုင်မှာအိမ်ပြန်လာကျမအဖေနဲ့မိကကြတော့အဲ့လိုမချက်ကျွေးဘူးကွယ်ဝတ်သားဆိုလုံးဝမချက်ကြဘူးကွယ် အဲ့တော့ကျမဝသားကျဲတဲ့ခါကျအဲ့လိုစားခဲ့တဲ့ခါကျကျမကကိုတကယ်တမ်းအရာရှိကတော့ဖြစ်လာတဲ့ခါမှလည်းကျမဒီတက်ထဲကိုလိုင်းငန်းနေတယ်တွားတယ်အကုန်လုံးနဲ့ကျမမိသားစုလိုချစ်ချစ်ခင်ခင်နေတယ်သူတို့ထမင်းစားလို့ကျမကြိုက်တဲ့ဟင်းမြေဥမာပေါ့နော်ငပိရဲ့ဆက်ဆက်လေးတို့ချမောင်ဟင်းတို့ကစုံရက်နဲ့စုပွဲရကျော်လို့ဆိုကျမကြိုက်တယ်ကွာအဲ့ဒါကျမကဝင်စားကျမကျမမရှက်ဘူးနော်ကျမစားရကျမမှကြီးကျယ်ခမ်းနားတာလည်းမရှိဘူးကျမအစ်စ်နဲ့ခွက်ရလည်းမရှိဘူးအဲ့လိုဆိုတော့ဟိုဒီလောက်ကောင်းကောင်းမွန်မွန်နေခဲ့ပေးတဲ့အချိန်ဒီမှာနောက် ဲကိုကြီးကဘာဖြစ်လဲဆိုတော့အဲအဲ့ဒီကလေးကိုကျမဟိုဟာဖေလို့စီသွားလဲခြင်းနဲ့ဆိုတော့ချော့ချော့ယူခွင့်ပြုတယ်ဘာဖြစ်လို့လဲဆိုတော့သူကကျမနဲ့ဝေဝါလာကလာလေးဝေးလေကောင်းလေဆိုတော့ခွင့်ပြုတော့ကျမတို့ကလေးရောက်သွားတဲ့ကာလပေါ့နော်ကလေးမှတလားကြော်ကြော်လောက်ကြာတယ်ကျမကလေးလေးနှစ်ယောက်လဲကျမခေါ်သွားတယ်အဲ့တော့ပြန်လာတဲ့အခါမှကျမဘာကြားလဲဆိုတော့อืมဟိုပေါ့ကတော်ကြီးကပြောတာပါ နင်းနဲ့မိချူရတဲ့အရန်ခိုးစားတဲ့အကျင့်မကောင်းဘောနော်အဲ့ဒါနဲ့အမရဲ့ဟိုကလေးဆိုတော့လေဟိုဘိုက်စားလို့ဖြစ်မှာပါဘောနော်အဲ့ဒါတဲ့ငားတဲ့မနေရတဲ့သူခိုးစားတာဟုတ်တဲ့တိတော့တဲ့နင်ခိုးစားလာလို့မိတော့မခိုးစားဘူးတင်းညင်းနေတဲ့ညင်းတော့တဲ့ငားတဲ့ဒါဆိုနင်ချိန်လိုက်ပေါ့နော်နင်မခိုးစားဘဲနဲ့အော်နေခိုးဆိုင်ရသွားတယ်မခိုးဆောက်လိညာပြောရင်နေဖေးတေးပါစေဆိုချိန်ဆိုပြီးတော့ငါချိန်ခက်လိုက်တာတိလာတဲ့အဲ့ဒါဒီနေ့ပဲတဲ့သူ့အိမ်ကဆက်သွယ်တယ်တဲ့သူ့ဖေးဆုံးသွားတယ်တဲ့မနေ့ကပဲတဲ့တွေ့ရမှလားတဲ့ ဟိုအရွယ်လက်တောက်လောက်လေးနဲ့လိန်ညာတယ်ပေါ့နော်ကလေးဆိုတာဘာတိမှလဲဗျာကျမလေးနာတို့အမကြီးမျက်နှာကိုကြည့်ပြီးကျမလေးတော်တော်စိတ်မကောင်းဖြစ်ရတယ်အမကြီးကိုစိတ်မကောင်းဖြစ်တာမဟုတ်ဘူးကလေးလေးကိုစိတ်မကောင်းဖြစ်တာတိလား